မင်္ဂလာပါရှင်။နိုဝင်ဘာလ21ရက်စကားရီနေ့အတွက်ရှယ်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တည်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကရွေးကောက်ဝယ်ကြေညာစာတမ်းရှင်းလင်းဟောပြောဝယ်ပြုလုပ်တဲ့တည်ဖြစ်ပါတယ်။ပြည်တော်စုကြန့်ခိုင်ရေးနေဖွံ့ဖြိုးရေးပါတီဘဟုကရွေးကောက်ဝယ်ကြေညာစာတမ်းရှင်းလင်းဟောပြောဝယ်ကိုရန်ကုန်မြို့မြူသားအကစားပြိုင်ပွဲရုံတည်သူနာတွင်နိုဝင်ဘာ19ရက်မွန်လွယ်ပိုင်းကပြုလုပ်ရာ ပြည်ခံဖြူပါတီဝင်များပြည်ခံဖြူပါတီနှင့်မိဖက်နိုင်ငံရေးပါတီများမှတာဝန်ရှိသူများပါတီဝင်ရန်သူများအမှုပညာရှင်များလူမှုရေးအသင်းအဖွဲ့အချို့မှတာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရပါသည်အခမ်းအနားတွင်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီနေအောင်ပါဝင်အမှုပညာရှင်အချို့ကဖျော်ဖြေမှုများပြုလုပ်ခဲ့ပြီးပြည်ခိုင်ပြူပါတီဗဟိုဥက္ကဋ္ဌဦးခင်ကြီးကပါတီရွေးကောက်ပွဲကြီးညာစာရန်ပါအချက်အချို့ကိုအချင်းချုပ်ရှင်းလင်းပြောကြားကြောင်းသိရပါပါတယ်ရှင်။ ဆက်လက်တင်ဆက်ပြီးမှာကတော့ငွေကြေးခွာခြားမှု တက်ဖြည်လုပ်ငန်းရှင်များကိုတည်ထားမှသာအမာရင်နေမယ်လို့ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌပြောကြားတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တွင်ရွှေဆိုင်များလဆင်အသင်းတစ်ဆိုင်ခန့်တိုးလာနေပြီးငွေကြေးခွာခြားမှုတက်ဖြည်လုပ်ငန်းရှင်များကိုတည်ထားမှသာအမာရင်နေမယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်ကနိုဝင်ဘာလ18ရက်က ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းရုံးကနေပြည်လို့ကျိငွေကြေးခွာချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးသင်တန်း AML CFD MSN 26သင်တန်းဖွင့်ပွဲတွင်ပြောကြားကြောင်းသိရပါသည်။ရွှေဆိုင်တွေကလဆယ်20ဆိုင်လောက်တိုးလာနေပါသည်။ရန်ကုန်မှာ အဲ့လိုပဲအရောင်းဝယ်ကောင်းတဲ့ဆိုင်ဒီမှာဝန်ထမ်းတွေလည်းတူလာတယ်။နောက်စိုက်ပန်ရှင်တွေတူလာတယ်။နောက်ပြီးဈေးဝက်ကတဖြည်းဖြည်းနဲ့ကျေပြန့်လာတဲ့သဘောရှိပါတယ်။အဲ့ဒီမှာငွေကြေးခွာချမှုနဲ့ပတ်သက်ပြီးစောင်းရန်ရှောင်းရန်တွေနဲ့ပတ်သက်ပြီးတော့ရွှေဆိုင်တွေအနေနဲ့တည်ထားမှသာအမှားရွေးနေမှာဖြစ်ပါတယ်။အဓိကကတော့ငွေကြေးခွာချလုပ်ငန်းတွေကနေဒီထဲကိုဝင်လာတာကိုကာတာပဲဖြစ်ပါတယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်ကပြောကြားခဲ့ကြောင်းသိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့တကုံမြို့တိမြောက်ပိုင်းမြို့နယ်အမှတ်နှစ်လမ်းမကြီးပေါ်တွင်ကုန်တင်ရင်လမ်းပြီးတစ်ပင်အားဝင်တိုက်တဲ့တဲ့တင်ဖြစ်ပါတယ်။ရှမ်းကုန်တိုင်းဒေသကြီးတကုံမြို့တိခရိုင်တကုံမြို့တိမြောက်ပိုင်းမြို့နယ်အမှတ်16ရပ်ကွက်အမှတ်နှစ်လမ်းမကြီးပေါ်တွင်နိုဝင်ဘာ20ရက်နေ့9နာရီမိနစ်30ကတကုံမြို့တိအရှေ့ပိုင်းမြို့နယ်ရွာသာကြီးမှမင်္ဂလာတောင်မြို့မြို့နယ်မင်္ဂလာဇေတုပေါင်းနေလာတဲ့ရှင်မဦးရထူနောင်ရဲ့ကုန်တင်ရင်ဟာအရှိန်မထိန်နိုင်ပေရထားတန်လန်းပေးရှိတစ်ပင်အားဝင်တိုက်မိရာ ကုန်တီရင်မော်တွေလိုက်ပါလာတယ်ရင်မောင်းကြတူရင်မော်ပါကြတူနဲ့စစ်စုပေါင်းနှစ်ဦးအနက်ရင်မောင်းဖြစ်သူကာကောင်ကန်တွေညံ့နေရကြောင်းတကုံမျိုးသစ်မြောက်ပိုင်းမြို့နယ်မိသက်စခန်းမှာမြို့နယ်မိသက်ဦးစီးမှုနဲ့မိသက်တပ်ဖွဲ့ဝင်များကကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကြပြီးရှင်မောင်အားမြို့ဦးလူလင်နိုင်ကွညီမှုအတင်းမှာမြောက်ကလပါဆေးရုံတို့ပို့ဆောင်ပြီးကြောင်းသိရပါရဲ့ရှင်ဒီတဲ့ရင်ကိုတော့မြင့်မြင့်ကြီးကပြပူလာတာပါ